ံမှန်မောက်တဲ့ခြေလက်ကြောင့်လမ်းဘေးမှာဘဝရှင်တန်ရက်ဒီအတွက်နေပူကျဲတဲမှာအလုခံနေရတဲ့ဆရာလေးဒေါ်တိတ်ခဝရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခေတ်ကြီးမှာအင်္ဂါစုံလင်ပြီးတော့ကျမ်းမာတန်ဆွမ်းတဲ့တာမန်လူတွေတောင်မှနေ့စဉ်ဆောင်းဝင်းနေရတဲ့အတွက်အတော်လေးရုန်းကန်နေရတဲ့အချိန်မှာ လုပ်ငန်းကိုင်ငန်းတွေကလည်းကြက်တဲ့၊ကုန်စည်နှုန်းတွေကလည်းခေါက်ခိုက်နေရကြောင်းလူတိုင်းမှာကိုယ်စီအပူတွေနဲ့လှုပ်ရှားနေကြရပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာတောင်ကျမတို့ထက်အစာပေါင်းများစွာပိုပြီးခက်ခဲတဲ့ဘဝကိုစံစံခံရင်ဆိုင်နေရတဲ့သူတွေရှိနေပါသေးတယ်။ဒီနေ့ကျမပြောပြချင်တာကတော့ အရင်လိုလေးစားအတွေ့ရပဲပုဂ္ဂိုလ်တဦးဖြစ်တဲ့ဆရာလေးတော်တိတ်ခဝရီရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်။အသက်85နှစ်အရွယ်မွေးရပါလက်နက်ဖက်မှတ်ပါခြေထောက်တွေကလည်းပုံမှန်မဟုတ်တဲ့သီလရှင်ဆရာလေးတပါနေဘူးကျဲတဲ့လမ်းမကြီးဘေးမှာဝန်ကြီးအတွက်အလှခံနေရပါတယ်။ဆရာလေးတော်တိတ်ခဝရီကတော့ဒါဟာနေစဉ်ဘဝရဲ့ပုံရိပ်တစ်ခုပါပဲမြမပြည်ရဲ့လက်ရှိချိန်ဒီမှာမတန်ဆွမ်းတူတယောက်အတွက်အသက်ရှင်တဲ့ရေယုံခံရခြင်းကစကလုံးတွေနဲ့ပေါ်ပြလို့မရအောင်ခက်ခဲလာပါတယ် ဒီလိုမျိုးအလုခံရတဲ့အလုပ်ကိုဆရာလေးကိုယ်တိုင်ကအလွန်အမင်းရှက်ရွံ့နေလို့ဖွင့်ဟထားပါရယ်ဆရာလေးတို့မျိုးရိုးမှာတရောင်းစားဆိုတာမရှိခဲ့ဘူးကွယ်အဲဒီလိုမျိုးသူ့ရဲ့စကားသံမှာဂုံတိတ်ခံတဲ့ဝန်းနေခြင်းတွေပါဝင်နေပါရယ်ပထမဆုံးချိန်လမ်းပေါ်ထွက်အလုခံရတဲ့နေတုန်းကဆိုရင်ရှက်လွန်းလို့တညာလုံးငိုခဲ့ရတယ်လို့ဆိုပါရယ်ဒါပေမဲ့လည်းအသက်ရှင်ဖို့အတွက်ဝမ်းတထောက်အတွက်မလုပ်ချင်တဲ့အလုပ်တွေကိုအဆက်တရားကိုချိုးနှိမ်ပြီးတော့လုပ်ကင်နေရပါရယ် ဆီယလေးဟာပုပ်ပါချောတော်ကြီးရွာစားတီးပါမေရှိစဉ်ကတော့မတန်ဆွမ်းပေမဲ့အမေမြတ်တာတွေနဲ့အဆင်ပြေခဲ့ပါတယ်အမေဆုံးပါသွားချိန်ကစပြီးသူ့ဘဝဟာအမှောင်ကျသွားခဲ့ရတာပါငွေချင်းမောင်နှမတွေကဂယုမဆိုင်ပဲပြစ်ထားခဲ့ကြလို့တဘဝလုံးတိမ်ငယ်စေးနဲ့နေခဲ့ရပါတယ် ဒါပေမဲ့ဆရာလေးကတော့သူ့ကိုမဆောင်ရှောက်တဲ့မောင်နှမတွေကိုအပြစ်မတင်ပါဘူး။ကိုဝေကျွေးကိုကန်တရားကြောင်းပါပဲလေဆိုပြီးခွင်လွတ်နားလည်ပေးထားပါတယ်။ဒူဒူမတွေကတော့တခါတရံလာရောက်ကြည့်ရှုပြီးကန်းကြပေမဲ့သူကိုယ်တိုင်ကလည်းဘဝရက်တည်းရုန်းကန်နေရတာကြောင့်အမြင်နဲ့အောက်ကလို့တော့မရပါဘူး။ နောက်ဆုံးမှာတော့ဆရာလေးဟာလောကီအပူတွေကိုငိမ့်အေးစေဖို့တရဏဘောင်ထဲကိုဝင်ရောက်ခဲ့ပြီးတော့အခုတော့ကြောက်ပြောင်းမျိုးမှာတရင်သုံးနေပါတယ်။သူရဲ့နေစဉ်ဘဝကအင်အိုးဖို့ကောင်းလောက်အောင်ကိုကြန့်ခိုင်ပါတယ်။လက်နက်ဘက်မရှိခြေထောက်မကောင်းပေမဲ့ကိုရင်ချက်ပြုတ်စားတော့တဲ့နေထိုင်ရာကြောင်းကဖျားဝင်းခြင်းကိုလက်တက်နေတဲ့လောက်တန်ရှင်းလုပ်ပြီးတော့ကုသိုလ်ယူပါတယ်။ဆရာလေးကဒီဘဝမှာခံစားရတဲ့ကာယကစေတတိကောင်ဒုက္ခတွေကိုတန်ဝေကညံဖြစ်ကြောင်းလဲနိုင်ခဲ့ပါပြီ။သူကဒီဘဝရဲ့ဆင်းရဲဒုက္ခတွေကတော်ပါပြီ။နတ်ပြည် ည်းမတောင်းတဘူးတခြားဘယ်ဘုံဘဝကိုမှလည်းမလိုချင်တော့ဘူးတန်တရာဝိစင်ရဲ့ကလွမြောက်ရာအမှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုပဲလိုချင်တော့တယ်လို့မိန့်ပါတယ်အခုဆိုရင်လမ်းဘေးမှာအလုခန်နေရင်းနဲ့တောင်စိတ်ကတရားဘဝနာကိုအစဉ်ပွားများနေရလို့ဆိုပါတယ်ဆရာလေးတော်တိတ်ခဝရရဲ့ဘဝကတော့ကျမတို့ကိုသင်ခန်းစာတွေအများကြီးပေးပါတယ်ဘဝမှာဘလောက်ပဲအခက်အခဲတွေနဲ့ကြုံတွေ့နေရပါစေစိတ်ဓာတ်မကျပဲစံစံခံရင်ဆိုင်ရင်နဲ့ကုသိုလ်တရားလက်ကင်ထားဖို့ဆရာလေးကသူ့ဘဝနဲ့သက်သေပြနေပါတယ် ဒီလိုခက်ခဲတဲ့အခြေအနေကနေတရဏအကျိုးတရားအကျိုးကိုရှာဖွေနေတဲ့ဆရာလေးတော်တိတ်ခဝရီအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်နောက်ထပ်နေ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးခဲ့ကြပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်